Manchester United အသင်းဟာလက်ရှိ Champion Liverpool ကိုအဝေးကွင်းမှာအနိုင်ယူပြီးတော့ statement win ကိုပေါ်ဆောင်နိုင်ခဲ့ပါတယ်။မှန်ကန်တဲ့ပွဲချင်းကပ်ပုံ ပြင်းထန်တဲ့စိတ်ဓာတ်တို့နဲ့ဒီပွဲကိုအနိုင်ယူခဲ့တာဖြစ်ပြီးတော့ Amorin လက်ထပ်ပထမဆုံးအကြိမ် back to back Premier League win ကိုရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒီပွဲမှာ Manchester United ဘာကြောင့်အနိုင်ရရှိခဲ့တာလဲ Liverpool အသင်းတွေနဲ့ဘာတွေအားနည်းခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ Wine Spec ကနေအတိအကကူညီပံ့ပိုးပေးထားပါတယ်။စီတူ Opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘလုံးအားကစားနေရှင်ခုံချင်တဲ့ပရိသတ်တွေအတွက် Wine Spec မှာ Opinion ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင်းနိုင်ပါတယ်။ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲမင်္ဂလာပါ C2O Pinio ကနေကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးချင်တာကတော့ Liverpool 1 Manchester United 2လျှက်ရပြ review ပဲဖြစ်ပါတယ်ပွဲကအကြည့်ကောင်းခဲ့တယ်အကျိတ်နဲ့ရှိခဲ့ပြီးတော့ဒါနဲ့သင်းစလုံးစီကနေ open match ကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်ကန်သွင်းချက်တွေအများကြီးပြုလုပ်ခဲ့ပြီးနှစ်သင်းပေါင်းအကျိတ်30ကျော်ကန်သွင်းခဲ့ကြတယ် pay chances တွေအများကြီးရရှိခဲ့တယ်ဒီ goal line ကြီးမြင့်တဲ့ကန်သွင်းချက်တွေလည်းအများကြီးမြင်တွေ့ခဲ့ရတယ် ါကြောင့်မလို့ပွဲက entertaining ဖြစ်ခဲ့တယ်လို့ပြောနိုင်တယ်။အဆုံးတက်မှာတော့ Manchester United က Maguire ရဲ့အနိုင်ဂိုးနဲ့ပွဲကိုအနိုင်ရရှိခဲ့တယ်။ Amorian အတွက်ပထမဆုံး back to back win လည်းဖြစ်လာတယ်ပေါ့နော်။ Liverpool အတွက်ကတော့တော်တော်လေးအထင်အရဲဒါ၄ပွဲဆက်ရှုံးတာ။ဒါ၁၇နှစ်အတွင်းပထမဆုံးအကြိမ်လီဗာဆက်အရှုံးပေါ့နော်။တော်တော်လေးအထင်နာခဲ့တယ်။ FV အကွင်းမှာရှုံးတာဖြစ်တဲ့အတွက်လည်းရှုံးချက်ကပိုနာတယ်ပေါ့နော်။ဒါပေမဲ့ သူတို့ရဲ့ခြေစွမ်းမှာလည်းဒါအမှန်တကယ်လိုအပ်ချက်တွေရှိနေတယ်အဲ့တော့ပွဲထွက်လူစရင်ချင်းရှင်တဲ့အခါမှာလီဗာပူးသင်းကတော့လူဝင်အားရဖို့တာနေတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကိုယ့်ရဲ့ idea ကိုပေါ်ဆောင်ခြင်းပေါ့နော်အဲ့တော့ဒီအကြောင်းကိုတော့ကျွန်တော်ဒီကိုကိုလန်လူဝင်နဲ့အတူစကားစမှာတင်ဆက်ထားသေးတယ်ပေါ့လေအဲ့တော့အဲဒီဟောင်းကိုပြန်သုံးတဲ့ပုံစံမျိုးပေါ့နော်အဲ့လောက်တွေ့ရတယ်အမော်ရင်ကတော့ဒီပို့ပြီးတော့ရဲတင်းတဲ့အသုံးပြမှုကိုဒါ ုံးဆွဲလာခဲ့တယ်ကျွန်တော်အနေနဲ့ဒါ preview မှာလည်းပြောခဲ့တယ်ပေါ့နော် Manchester United အနေနဲ့ low block ကစားပြီးရင်ဒီ long ball တွေကိုသုံး transition တွေကိုသုံးပြီးတော့ဒီ can sit right wing back ပေါ့နော် right wing back မှာဆိုဒါလိုကိုသုံးလာတဲ့ဆိုင်ရင် Amadia လိုကိုသုံးအဲ့ဒီပုံစံတွေက Liverpool ကိုထိုးနှက်မဲ့ပုံစံအဖြစ်ကျွန်တော်ယူဆခဲ့တယ်ပေါ့နော်လောအဲ့ဒီ fashion အတိုင်းပဲကျွန်တော်တို့ဒီပွဲမှာအမြင်တွေ့ခဲ့ရတယ် Mason Mount ကလည်းသူ့ရဲ့တာဝန်ကိုခြေပွန်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ပြောမယ်ဆိုရင် အဲမန်ချက်စတာယူနိုက်တက်ဟာလီဗာပူးရဲ့အားနည်းချက်တွေကိုထိုးနှက်နိုင်မယ့်အချက်တွေကိုဒါအသုံးပြုလာခဲ့တယ်အသုံးပြုပြီးတော့ဒါအကောင့်ထဲလည်းပေါ်သွားခဲ့တယ်လီဗာပူးအသင်းဘက်မှာကြာတော့သူတို့ရဲ့ဒီတက်နေတဲ့ပြဿနာလေးတွေကိုဖြေရှင်းနိုင်ခြင်းမရှိတာကိုတွေ့မြင်ရပထမပိုင်းမှာမန်ချက်စတာယူနိုက်တက်ပြတ်သားခဲ့တယ်ခြေစွမ်းကတော်တော်လေးကောင်းတယ်ပြီးတော့အမော်ရင်အနေနဲ့တိုက်စစ်မှာရှက်ကိုကိုမတုံးမဲနဲ့ကုညာကိုတုံးခဲ့တာကိုတော်တော်လေးချီးကျူးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲရဲ့အဲဒီ direction ပေါ့နော် direction က transition နဲ့ attack ဘက်ကိုသွားမယ်ဆိုတာကိုဒါသိတာထင်ရှားစွာပြသခဲ့တယ်ပြသခဲ့ပြီးတော့အဲ့ဒီလိုမျိုးဒီသွားတဲ့ iteration မှာကုညာကအရန်ကောင်းအောင်ကစားနိုင်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကုညာရဲ့ goal တွေ assist တွေကျွန်တော်တို့မမြင်ရအောင်ဒါပေမဲ့စွမ်းဆောင်ရည်ကောင်းအောင်မြင်တွေ့ရတယ်သူဟာ pocket တွေထဲမှာပြေးလွှားနေတယ်အသင်းရဲ့တိုက်စစ်ကိုကောင်းကောင်းကူညီပံ့ပိုးတယ်ဒါအဖွင့်ကိုမှလည်းသူ့ရဲ့ဓာတ်ရိုက်ပံ့ပိုးမဟုတ်ပေမဲ့ဒါသူ့ရဲ့လှုပ်အားနှုံးတွေပါဝင်တယ်ပေါ့နော်အဲ့တော့ကုညာအနေနဲ့ဒီပထမပိုင်းတစ်ပိုင်းလုံးမှာဆိုရင် Liverpool ရဲ့ နည်းနည်းလေးဟာကွက်ပေါ်နေတဲ့ပေတောင်မန်ဘက်ပေါ့နော်မက်ချက်စတာယူနိုက်တက်ရဲ့ညာတောင်မတိုက်စစ်အာမဒီယိုလိုပြီးတော့ဘရိုင်းအန်ဘိုမိုပြီးတော့ကူညာကူညာကလည်းအဲ့ဒီဘက်ကို line နဲ့ဝင်ဝင်ပြီးတော့ထိုးပေါက်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်လီဗာပူးအနေနဲ့ဒီထိုးပေါက်ချက်တွေကိုတန်တော်တော်ခံခဲ့ရပြီးတော့အထူးစိုးလို့ဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေအထိဒီညာတောင်မန်တိုက်စစ်ရဲ့တွဲလုံးတွေကနေရရှိခဲ့တာကိုမြင်တွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကူညာကိုဒီလိုမျိုးအဲရဲရဲတင်းတင်းနဲ့တိုက်စစ်မှာ ုံးဆွဲခဲ့ခြင်းကိုကျွန်တော်ကတော့ကြိုးဆိုတယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်အဖြစ်အမော်ရင်ကိုချီးကျူးခြင်းနဲ့ပြီးတော့ဒီခန်းစစ်မှာလည်းမကွာရကိုတုံးတယ်ဒီလစ်ကိုတုံးတယ်အဲ့တော့တိုက်ခိုက်ရင်ပိုကောင်းတယ်ပေါ့နော်ဂျိုရိုကအရေးသွေးပုံမြင့်အောင်မြင့်မယ်ဒါပေမဲ့တိုက်ရိုက်ခိုက်ရင်ပိုကောင်းတဲ့အမ်ဒီစံနှုန်းဘက်ကကြည့်မယ်ဆိုရင်ဒီဒီလစ်တို့ပြီးတော့ဒီမကွာရတော့ပို့ပြီးတော့မြင့်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာသူတို့ဟာလောက flawless swan ဆောင်ရည်အဲ့လိုမျိုးပြရတော့မဟုတ်ဘူးခန်းစစ်မှာဟာကွက်တွေအများကြီးရှိတယ် ်အဒီဟန်ဒီဟာဘက်တွေကလည်းထုံးစံတယ်ကွင်းလယ်နဲ့တက်ဆိုင်တယ်ဗောနော်ကွင်းလယ်ကတိတ်ပြီးမကာနိုင်ဘူးပြီးတော့ဒီဘောလုံးကိုလည်းစစ်စစ်လာမတီးဆောက်နိုင်ဘူးမတီးဆောက်နိုင်တဲ့ခါမှာဘာဖြစ်လဲဆိုတော့လီဗာပူးအနေနဲ့ break တွေ break တွေ break တွေဗောနော်ကိုဘက်ကဘောလုံးတဲ့တယ်ဆွဲပြေးဖို့လုပ်တယ်ဖြတ်တောက်တယ်ပြန်ဖောက်တယ်အဲ့လိုအခြေအနေမျိုးတွေတောက်လျှောက်ကြုံတွေ့ရတယ်အခွင့်အရေးလည်းအများကြီးပေးခဲ့ရတယ်ဒါကတကန်တာဗောဒါပေမဲ့သူတို့လုံးရမယ့်အရာတွေကိုဒါ look show ရော မကွာရော အဲဒလစ်ကိုအကောင်းဆုံးလုံးနိုင်ခဲ့တာကိုအမြင်တွေ့ရတယ်ဘောနော်ပြီးတော့သူတို့ရဲ့ man to man တယောက်ချင်းစီတာဝန်ယူထားတဲ့အနေအထားမှာလည်းဟိုအထိုက်လျောက်အောင်မြင်ခဲ့တယ်ဘောနော်အဲ့တော့ဂက်ပိုကတော့တော်တော်လေးကောင်းတယ်ဂက်ပိုဒီဘက်မှာဒါတိုင်3ချိန်ထိသွားခဲ့တယ်ကန်ဆိုးတာဘောနော်အဲ့ဒါပထမအချိန်ကဒါ5ဘီလိုတောင်ထင်လိုက်တာဆာလာပေးရလဲကောင်းသလိုဂက်ပိုထွက်သွားတယ်တော်တော်လေးကောင်းတယ်ကန်တာလည်းကောင်းတယ်ဒါပေမဲ့တိုင်ထိသွားတယ်ဒုတိယတစ်ချိန်ကတော့ဒါ ဒါကတော့လုံးဝ clear cut chance လို့ပြောလို့မရပါဘူးဒါပေမဲ့တိုင်ထီသွားတယ်ပေါ့နောက်တစ်ချိန်မှာလေမိုဆာလာရဲ့ဒီ set piece ကနေအကောင်းဆုံးမပီလိုက်တယ်မပီလိုက်တော့ gakpo kan နဲ့တိုင်ထီသွားတယ်ပေါ့နော်အဲ့ဒီအခွင့်အရေးတွေအပြင် liverpool ဟာအခွင့်အရေးကောင်းနေအများကြီးရခဲ့တယ်အခွင့်အရေးကောင်းနေအများကြီးရခဲ့ပေမဲ့လေအသုံးချနိုင်ခြင်းမရှိခဲ့ဘူး manchester united လည်းဒါ big chances ၅ချိန်လောက်ရခဲ့တယ်အဲ့ဒီထဲမှာအကြီးမားဆုံးဖြစ်တာ bruno fernandes kan နဲ့အချိန်ဆိုတာတော်တော်လေးကိုကြီးမားတဲ့အခွင့်အရေးပေါ့ဒါပေမဲ့ bruno fernandes လွဲချော်ခဲ့တယ်ပြီးတော့ဒီ သူတို့ညတော်မတိုက်စစ်ကနေထူဖောက်တဲ့အခွင့်အရေးကောင်းတွေလည်းရရှိခဲ့တယ်ပေါ့နော်အဲ့တော့တရားတော့အခွင့်အရေးတွေအပိုင်းပေါ့အဲ့တော့ကစားပုံအပိုင်းမှာဆိုရင်အဲမချက်ချာယူနိုက်တက်ကဒီလိုပုံစံပဲကစားနေကြအဲသူတို့အနေနဲ့ဒီ9လေး1ပုံစံဘက်ကိုပို့သွားတယ်ပေါ့နော်အရှင်ကားလိုမျိုးအဲဘယ်လိုပြောမလဲ9နှစ်3ပုံစံနဲ့ကျဲတော့ကျဲတော့ကစားနေရမှာမဟုတ်တော့ဘူး9လေး1ဘက်ကိုပို့ပြီးတော့သွားလိုက်တယ်9လေး1 မဟုတ်ဘူးဆိုရင်တော့ငါ၃နှစ်လို့ပုံစံမျိုးတည်တယ်လားသွားပလိုက်တယ်ပြီးတော့ဒီ present shape တွေမှာဆိုလေးလေးနှစ်ပုံစံလေးလေးနှစ်ပုံစံနဲ့ fiber ကိုပြန်ပြောင်းပါတော့ဒီလိုပုံစံဘလို shape ပဲပွဲကအခြေအနေမျိုးမျိုးရှိတဲ့အတွက် shape ကတော့မျိုးမျိုးပြောင်းနေမှာပဲဒါပေမဲ့ကျွန်တော်အဓိကတင်ပြချင်တာက compact ဖြစ်တဲ့ဘက်ကိုသွားတယ်သူတို့ရဲ့ line တွေကိုကတ်ဖို့အတွက်ကိုသွားတယ်ပေါ့နော်အဲဒါတော့ကတ်နေရတာလွတ်နေရပေါ့ဘလို့လွတ်သွားလဲဆိုတော့ဒီအဲ့လိုမျိုးကတ်နေတဲ့အတွက်အဲပြဿနာပါရှိလဲဆိုတော့ ခံစစ်ကနေဒီကိုနာတေးရဲ့ဝေါကနဲ့ဝေါကနဲ့ထိုးပစ်လိုက်တဲ့အလုံးလေးဒါနှစ်ချိန်သုံးချိန်ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဘာမှတော့ဆက်မဖြစ်ခဲ့ပေမဲ့အဲဒီလိုမျိုးထိုးနေတယ်ပေါ့နော်။ဒါကလီဗာပူးကအခြေသွင်းမြင့်တဲ့အသင်းဖြစ်တယ်။ United ဘက်ကတော့သူတို့လုံးစရာရှိတဲ့အရာကိုသူတို့လုတ်သွားတယ်။အမော်ရင်ရဲ့စနစ်ထဲမှာရှိနေတဲ့အားနည်းချက်တွေကိုတက်နေတဲ့လောက်ဒါကာစီးသွားတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်။ဒါကြောင့်လေ Manchester United ရဲ့ game plan မှန်ကန်တယ်လို့ကျွန်တော်ဒါရှင်းပြရခြင်းဖြစ်တယ်ပေါ့နော်။ဒီ game plan မှန်ကန်ခြင်းကဒီပွဲဒီလိုရလက်ထွက်လာဖို့အတွက်အထောက်အကူဖြစ်ခဲ့တယ်။ အဲ့တော့ဂိုးတွေနဲ့ပတ်သက်လာရင်တော့ဒါစောစောစီးစီးဂိုးရသွားတယ်အဲ့ဂိုးကတော့ဒါ Brian Boom ကိုသွင်းသွားတာအမ်ဒီညမှာ head injury ရတဲ့အနေအထားလေးမြင်ရတယ်ဘောတော့ McAllister အဲ့တော့တကယ်လည်းပတိပတ်လိုက်ရတာတွေ့ရတယ်အဲ့တော့ဒီလိုအနေအထားမျိုးမှာဆိုရင်လက်ရှိ Premier League ရဲ့ protocol ကချက်ချင်းမှုတ်တယ်ဘောနော်ပြီးခဲ့တဲ့ Arsenal အသင်းနဲ့ပုံမှာတွေ့လိုက်မှာပါ Arsenal အသင်း Declan Rice တို့ဘောလုံးပြန်လဲရယူပြီးတော့ဟိုထိုးပေါက်တဲ့အချိန်တွေမှာမှုတ်ပလိုက်တယ်မှုတ်ပလိုက်တာ Fulham အသင်းကဘာဖြစ်လဲဆိုတော့ Declan Rice လည်းဘာမှမလုပ်ဘူးဒါပေမဲ့ ဖူဟန်အသင်းရဲ့ဒီတိုက်စစ်ကစားသမားဟီမီနက်လာမသိဘူး။သူကကင်းကိုမျက်နှာကိုလက်နဲ့ရိုက်မိသွားတာ။အချင်းချင်းရိုက်မိသွားတာ။အဲ့ထဲမှာပုံကလေးလဲကျသွားတယ်ပေါ့နော်။လဲကျသွားတဲ့အချိန်ဒီမှာ head injury ဖြစ်တဲ့အတွက်အန်တိုနီဒေလာကမှုတ်ပလိုက်တယ်ချင်းချင်း။တကယ်တော့အာဆင်နယ်ကအဲ့အချိန်ဒီမှာဆိုဂိုးအောင်ဂိုးနိုင်တယ်။လွတ်သွားပြီ။အရှင်းကြီးလွတ်သွားပြီပေါ့။ပြန်ပြီးတော့ကွင်းလဲရန်လည်းဘောလုံးယူပြီးတော့ပြန်ဖောက်တာပေါ့နော်။ဒါပေမဲ့ဒီ protocol အရအလိုမှုတ်ပလိုက်တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာတော့ဒီကွင်းလဲတိုင်းကမမှုတ်ဘူးပေါ့။စက်ကစားစီစက်ကစားစီလိုက်တဲ့အချိန်မှာ Manchester United ကလည်းအခွင့်ကောင်းဖြစ်နေတဲ့အတွက် ဒါ advantage ကဘယ်သူမှပေးနေမှာမဟုတ်ဘူးသူတို့ထိုးနှက်ခဲ့တယ်ကိုလည်းရရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီ goal ကိုတော့ Brian Ambumbo ဒါတွင်းသွားခဲ့တဲ့ Amadie ရဲ့လိုရဖန်တီးပေးမှုကောင်းပါတယ်တော်တော်လေးကို Ambumbo အနေနဲ့ဒီပွဲမှာလည်းတော်တော်လေးဒုက္ခပေးခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်ပြီးတော့ဒါ Liverpool အသင်းနဲ့အဲ့တကိုးကိုပြန်ခြေပါဖို့အတွက်တစ်ချိန်မီတစ်ချိန်တစ်ချိန်မီတစ်ချိန်တိုက်စစ်ပြန်ဆင်ခဲ့တယ်ကစားပုံကအကောင်းကြီးမဟုတ်ဘူးဒါပေမဲ့ပွဲကိုက open type ဘက်ကိုသွားတယ် chaos type ဘက်ကိုသွားတာဖြစ်တဲ့အတွက် United လည်းအခွင့်အရေးအများကြီးရတယ် Liverpool လည်းအခွင့်အရေးအများကြီးရတယ် အတုံးတော့ချနိုင်ခြင်းမရှိခဲ့ကြဘူးပေါ့နော်ပြီးတော့ဒုတိယဘက်မှာတော့လီဗာပူးအဲနည်းနည်းလေးပိုကောင်းလာတယ်ပိုတက်လာတာကိုမြင်တွေ့ရတယ်ယူနိုက်တက်ကပြာရပူခတ်လာတယ်ပထမပိုင်းပြီးခဲ့နေကနေစလို့ပေါ့နော်အဲသူတို့ရဲ့ထုံးစံအတိုင်းပြာရခတ်မှုလေးကျွန်တော်တို့မြင်တွေ့ရတယ်လီဗာပူးဘက်ကအခွင့်အရေးတွေပိုပေးရတယ်ပိုပေးရတယ်တဖြည်းဖြည်းနဲ့အဲဤကြလာတယ်ပေါ့နော်ပြီးတော့အဲပွဲရဲ့ဒီမိနစ် system map ပေါ့နော် one hour mark အဲ့ဝင်ကျင်မှာတော့ဒါအပြောင်းလဲအကြီးကြီးစာဖြစ်တယ်ပေါ့နော် Manchester United ကလည်းဒါလူတွေအများကြီးလဲတယ် လူ3ယောက်အထိလဲလဲပေါ့60ဝန်းကျင်မှာပြီးတော့ Liverpool ကလည်းဒါလောကသူတို့ shape ကိုပြောင်းလိုက်ပြီးတော့0-4အထိ Bice စင်ဖို့လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့လိုလုပ်ခဲ့တာကကျွန်တော်ကတော့ Anderson ကမကြာခဏလုပ်နေကြတိုက်စစ်မြင့်နေပေါ့ဒါပေမဲ့ Liverpool ရဲ့ structural ပြဿနာကအဲ့လိုမျိုးဖြစ်ရှင်းလို့လည်းမပြေလည်သွားဘူးလို့ထင်တယ်အဲ့တော့ Liverpool ရဲ့ structural ပြဿနာကကွင်းလယ်မှာဘယ်လိုသုံးရမလဲဆိုတော့အရာပေါ့နော်အဲ့တော့ယာတီအစတွေကလည်းကျွန်တော်တို့ရဲ့အဲဒီတင်ဆက်ခဲ့ဘူးတယ် Liverpool ရဲ့ primary setup အန်ဒါစလော့ကလည်းအဲ့ဒီ primer set ကဘယ်လိုသွားသလဲဆိုတော့ Gravenberg ပြီးတော့ဒီ double pivot မှာ Sober slide ပြီးတော့ Florian Vas အဲ့လိုသွားတယ်အဲ့ဒီပုံစံလေးကတော်တော်လေးလှတယ်ပေါ့နော်ဒါပေမဲ့ Queen လင်မှာ Gravenberg မပါလိုက်ပြီးတော့ Michael Lister ကလည်းထည့်ရမလို့မထည့်ရမလို့ဖြစ်လိုက် right back ကို Sober slide ကိုတုံးရမလို့မတုံးရမလို့ဖြစ်လိုက်အဲ့ဒီမှာတိုင်ပတ်နေတယ် Liverpool ကအဲ့မှာကြောင်ပြောင်းနေတဲ့အကွက်လေးတွေကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်သူတို့ရဲ့ primer set up ကိုကျွန်တော်ခုနလိုမျိုးမြင်လဲဒါပေမဲ့လည်း ဒါကအသာကြားနေချက်လေးတော့ရှိရဒါပေမဲ့ဒီဘွဲမှာတော့လီဗာပူးရဲ့ကွင်းလေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တော်တော်လေးအဲ control မရှိပဲနဲ့လှုပ်ရှားပြီးတော့လုံးဝ movement အနေနဲ့အသားပေးတဲ့ပထမဖောက်ပုံကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ခွင့်ရေးရတော့မှန်တယ်ဒါပေမဲ့အရန်ကောင်းလို့ဆိုတာထက်ပွဲကိုက open type ဖြစ်နေတာအကြောင်းလို့ကျွန်တော်တို့ပြောရလိမ့်မယ်ကိုရီကပ်ကတော်တော်လေးခြေပေါ်တယ်မိုဟာမက်ဆာလာကတော့သူ twin twin နဲ့ဂိုးတွေမဝင်ဂိုးတွေမဝင်တော့တဖြည်းဖြည်းနဲ့ခြေပြတ်သွားတာမျိုးအထိကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့လီဗာပူးအသင်းအတွက်ခြေပကိုကိုတော့ဂက်ပိုသွင်းပေးခဲ့တယ်အဲ့သွင်းသွားခဲ့တဲ့ခူမှာတကယ်ကောင်းခဲ့တာကဖန်ဒိုက်ဖန်ဒိုက်ရဲ့တက်ကယ်ကတော်တော်လေး foul မဖြစ်ပင်နဲ့ရသွားတယ်ပေါ့နော်အဲ့အချိန်မှာ AGTK ဒီအထဲတွေကိုစွဲဝင်တဲ့ခီဆာရတယ်ခီဆာကတဲမှာဘောင်းမင်းနစ်ခက်နေပေါ့နော်ခီဆာဖြတ်ပစ်လိုက်တဲ့အချိန်မှာဂက်ပိုပိတ်သွင်းသွားတယ်ပေါ့နော်လူတော့မကြုံဘောဂူရဲ့ခြေလောက်ကရှေ့ပို့ပြီးတော့ရောင်းနေခဲ့တယ်ပေါ့နော်လီဗာပူးအနေနဲ့ ပြောမယ်ဆိုရင်တော့ဒုတိယပိုင်း55မိနစ်မက်ကလောက်ကနေကျွန်တော်စတွက်မယ်ဆိုရင်တော့ခြေပါကိုရာတင်တဲ့အခြေအနေတောက်လျှောက်ပြသခဲ့တယ်ပေါ့နော်နောက်ဆုံးမှရခဲ့တယ်အဲ့တော့ပွဲဒီဖြစ်ပျက်နေတဲ့အနေအထားအရလီဗာပူးကအချိန်ပြောင်းတင်နိုင်တော့ပဲလို့ကျွန်တော်တို့ထင်ခဲ့ရတယ်ဒါပေမဲ့လည်း Manchester United ဟာလီဗာပူးရဲ့အားနည်းချက်ဒီရဒီမှာတောက်လျှောက်ကိုပေးနေရတယ်ပေါ့နော် set piece ကနေတွင်းသွားတယ်။ set piece ကတိုက်ရိုက်တော့မဟုတ်ဘူးဒါပေမဲ့ set piece ပုံစံမျိုးပဲ Liverpool ရဲ့အားနည်းချက်တွေကိုကျွန်တော်ပြီးခဲ့တဲ့ preview အစီအစဉ်မှာတင်ပြခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအားနည်းချက်တွေကတစ်ခုပဲ set piece ဖြစ်တယ် crossing ဖြစ်တယ်ပြီးတော့ far post ဘက်ကိုတင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါ Liverpool တောက်လျှောက်ကျုံတွေ့နေရတဲ့အားနည်းချက်ပြီးတော့ဒီ goal မှာဗာမြင်တွေ့ခဲ့ရတယ်လဲဆိုတော့ Ibrahim Konate သူကတောင်းကန်ဘောကတခါတင်လိုက်တာမဟုတ်ဘူးဒီ Brian Bumo စီပေး Brian Bumo ကန်လိုက်တယ်ပေါ့ကန်လိုက်ပြီးတော့ဘောလုံးကပြန်ရှန်ထွက်လာတယ်အဲ့စကန်ဘောကိုမှဘလုံးကောက်သွားတာ ဲ့ဒီအချိန်မှာထိပြီးတော့ထွက်လာတဲ့အချိန်မှာထုံးစံလိုက်ဒီလိုမျိုးဖြစ်ရတဲ့အရှိအရှိကမချန်ဆန်နေတဲ့ကစားသမားစီပြန်ရောက်မှဖြစ်တဲ့အတွက်လီဗာပူးအသင်းသားအကောင်လုံးကတုံ့ပြန်ရတယ်တုံ့ပြန်ရဲဆိုတာနေရာလူကျွန်းလိုင်းကိုဒါတက်ကြတယ်ပေါ့ယူနိုက်တက်ကလည်းလှုပ်တာဖြစ်တဲ့အတွက်အဲ့ဒီအခြေအနေမှာကိုနာတီကြံခဲ့တယ်ပေါ့နော်ကြံခဲ့ပြီးတော့သူကအဲနည်းနည်းလေး delay ဖြစ်နေတဲ့အနေအထားကလည်းမ live လောက်တာဖြစ်တဲ့အတွက်မခွာရကမကြုံတော့ဘူးပေါ့နော်အဲ့တော့ဒီဖြစ်ရကိုသေးသေးချာချာပြန်ကြည့်မယ်ဆိုရင်တွေ့နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ ဒီဖြစ်ရမှာဒါကအပြစ်တင်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီကိုရဲ့အနေအထားကိုကျွန်တော်တို့ခွဲခြံစိုက်ပြမယ်ဆိုရင်ဒီအနေအထားကိုတော့ကျွန်တော်မြင်တွေ့ရတယ်ပြီးတော့ Bruno Fernandes ရဲ့ Fendi ဘုံဘူအရန်ကောင်းတယ်ဒါ world class player ရဲ့ဒါတိကျမှုနဲ့ vision ပေါ့နော်တပွဲလုံးအနေနဲ့ကြည့်ရင် Bruno စီမှာအားရစရာခြေစွမ်းလို့ကျွန်တော်တို့ပြောလို့မရဘူးအဲပြောမှဆိုရင်ဒီတာမန်လောက်ပဲကစားနိုင်ခဲ့တယ်ဒါပေမဲ့အရေးရအကြောင်းရမှာသူ့ရဲ့ဒီလိုမျိုးပြပုန်နိုင်ဆိုတော့တော်တော်လေးကောင်းတယ်မကွာရကလည်းအကောင်းဆုံးပဲဒါသူ့အနေနဲ့ Snyder ကိုဒီလိုမျိုး equalizer တွေဝင်တာတွေတောက်လျှောက်သွင်းပေးနေကြသုံးစံတိုင်းပေါ့အမ်ဒီဒုက္ခရောက်နေမကွာရထည့်ပြီးခေါင်းတိုက်ခင်းနေဆိုတော့အခြေအနေတောင် Snyder မှာအများကြီးရှိခဲ့တယ်ဘွန်တော့ဒီပွဲမှာမကွာရကဒီတောင်ဝင်ဆက်လက်ပြီးတန်းဆောင်သွားတယ်ခေါင်းလိုက်သွားတော်တော်လေးတည့်ရကောင်းမွန်တယ်ဘွန်တော့ဒီဂိုးနဲ့ပဲအနိုင်ရရှိသွားခဲ့တယ်ပေါ့အဲ့ဂိုးသွင်းတာ84မိနစ်ပေါ့နော်အဲ့နောက်ပိုင်းမှာဒါပွဲချိန်ဒါ6မိနစ်ကျန်တယ်အချိန်ဘိုးကနောက်တဲ့10မိနစ်ထပ်ပေးရတော့ တိုင်းတဲ့အတော့ဖြတ်ကျော်ရမယ်ခྱི་ကအကြီးကြီးပဲအဲ့အချိန်မှာပြတ်တသွားလဲတိုင်းတဲ့အာမန်တော်တော်လေးကိုကြီးတယ်သူတို့ကစားနေရအန်ဖီကွန်းအန်ဖီကွန်းကကြောက်ဖို့ကောင်းတယ်ပြီးတော့လီဗာပူးရဲ့ player တွေအာ skill တော်တော်လေးပြည့်တဲ့ player တွေအများကြီးပါတယ်ပေါ့နော်ပြီးတော့ Cody Gakpo ကဒီဘက်မှာဟတ်ဟတ်ထနေအရင်ကောင်းနေတဲ့အချိန်တွေဖြစ်နေရင်းဆိုင်ကခက်ခဲခဲ့တယ်ဒါပေမဲ့ Manchester United သူတို့ရဲ့အာမန်သူတို့ရဲ့ဒီ clearances တွေနဲ့အတူလီဗာပူးကိုကိုးမပေးရအောင်ဒါထိန်းသွားတယ် ိုးပေးရနိုင်ချေဟိုမရှိသလောက်အထိပေါ့နော်သူတို့ short ချနိုင်ခဲ့တယ်တော်တော်လေးအတိုက်ရိုက်ခိုက်ပြေဝခဲ့တယ်လို့ကျွန်တော်ကတော့အတိမပြူချင်တယ်ပေါ့နော်အဲ့တော့ဒီတပွဲလုံးကိုကျွန်တော်တို့ခြုံကြည့်တဲ့အခါမှာ United ကအရင်ကြီးကောင်းပြီးအရင်ခြေစွမ်းပြနေပြီးတော့အနိုင်ရရှိသွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ Liverpool နဲ့ကျွန်တော်တို့ရှင်းမယ်ဆိုရင် Liverpool အထက်ပို့ပြီးတော့ positive ဖြစ်တဲ့အခြေအနေကိုပြသနိုင်ခဲ့တယ်စိတ်ဓာတ်အပြင်ရောအာမန်အပြင်ရောပြီးတော့ပွဲချင်းကပ်ပုံအပြင်ရော သူတို့လီဗာပူးရဲ့အားနည်းချက်လှုပ်ရှားတာတွေကိုအကောင်းဆုံးလှုပ်သွားနိုင်ခဲ့တယ်။လီဗာပူးကကြတော့သူတို့အသင်းကိုက click မဖြစ်နေဘူးပေါ့နော် click မဖြစ်နေဘူးဒါပေမဲ့ click ဖြစ်မှ အလုံးဖြစ်မဲ့ကစားပုံကိုသူတို့ကလိုအပ်နေတယ်။ United ရဲ့ကစားနေတဲ့ style က click ဖြစ်ရမလို့သူတို့ကိုမပေးဘူးအမားတွေမကျူးလွန်ဘူးကောင်လာတွေမှာကောင်းကောင်းအတုံးချနိုင်လို့ဆိုရင်ရတယ် လီဗာပူးကကြာအဲ့လိုမဟုတ်ဘူးလီဗာပူးကသူတို့ရဲ့ကစားပုံက click ဖြစ်နေဖို့လိုတယ် click ဖြစ်နေဖို့လိုတဲ့အခြေအနေကိုမှပွဲအစဒီအစောဆုံးပေါ့နော်အင်္ဂလန်ဒါဘီပွဲတွေမှာဒါအစောဆုံး goal ကိုလာခွင့်ပြုခဲ့ရတမနစ်တမနစ်ပဲရှိသေးတယ်ပေးလိုက်ရပြီဆိုတော့ကွာဒုက္ခရောက်ပြီပေါ့နော်အဲ့တော့အဲ့ဒုက္ခကိုလည်းသူတို့မဖြေရှင်းနိုင်ဘူးအခြေအနေမဖြေရှင်းနိုင်ခဲ့တာကိုတွေ့ရတယ်ပြီးတော့ under slot နဲ့ပတ်သက်လာရင်ဒါ we your deep ရှိနေတယ် Florian Vastro ကိုသုံးမလားအစ်စ်လားအဟောင်းလား အသင်းရဲ့အဟောင်းမှာပါအသစ်ကိုဘယ်လောက်ထည့်မလဲအဟောင်းကိုဘယ်လောက်ထည့်မလဲဒီပြဿနာလေးတွေရှိနေတယ်ပြီးတော့ဒီကွင်းလေပြဿနာ server line ကို right back ကောက်ကောက်ပြီးတော့ chain နေတာကဒါပုံပုံတင်ပြီးမဟုတ်ဘူးအဲပြောမစို့ liverpool ရဲ့ပုံစံအကောင်းဆုံးပုံစံတွေပြခဲ့တဲ့ပွဲတွေပြခဲ့တဲ့ minute ပိုင်းတွေရှိတယ်အဲ့ပြခဲ့တဲ့ minute ပိုင်းတွေမှာ server line ကကွင်းလေမှာပြောမစို့ရင် macalister ကအရင်တော့ကလိုမျိုးတောက်လျှောက်အရန်ကောင်းနေတဲ့ခြေစွမ်းဆိုတော့တစ်မျိုးပေါ့ဒါပေမဲ့ macalister က physical အပြင်ကောသူအများကြီးယုံကန်နေရ mesh return အပြင်ကောအများကြီးယုံကန်နေရအဲ့လိုအများကြီးယုံကန်နေရဖြစ်တဲ့အတွက် guard is ဂျုံသုံးရင်တော့တော်သေးရလို့ပြောလို့ရတယ်ဘာလို့သုံးဖို့ဥစား support line နဲ့သုံး right back မှာခုန corner bradley လို့မကြိုက်ဘူး frame bound လို့မကြိုက်ဘူးဆိုလို့ရှင်းတယ်ရတယ် guard is ဂျုံကိုပြီးခဲ့တဲ့ရာသီပြီးကန်နေမှာသုံးခဲ့ဘူးလေအဲ့လိုပဲပိတ်သုံးမလိုက်အဲ့ဒါကပို့ပြီးတော့အဆင်ပြေစေရပါတော့ liverpool ရဲ့ခွင်းလဲမှာပြဿနာတက်နေတာကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်အဲ့တော့ a control အနေအထားတစ်ခု physical အပြင်ကိုဒီ passing volume အပြင်ကိုဒီအရာလေးလို့နေအဲ့ဒါလုံးဝမရှိဘူးဖြစ်နေတယ်အဲ့ဒီအရာက Liverpool ကိုသူတို့ရဲ့ပုံမှန်ခြေစွမ်းပြန်ရဖို့အတွက်အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတယ်ပေါ့နော်ပါဝင်နေဆိုတာကဒီဥစ္စာကချက်ချင်း fix လုပ်လိုက်လို့ရတယ်ဥပမာတိုက်စစ်က click မဖြစ်သေးတဲ့အရာကြီးကိုချက်ချင်းကောက်ပြီး click ဖြစ်ခိုင်းလို့ကျွန်တော်တို့မရဘူးပေါ့နော်ခံစစ်ကဒီ full back တွေ carcass တို့အကောင်းဆုံးပုံစံမရသေးတာ哦နောက်ပွဲမှာအကောင်းဆုံးပုံစံရအောင်ကန်ကွာလို့ပြောလဲအကောင်းဆုံးပုံစံဖြစ်လာမှာမဟုတ်ဘူး ပြင်လို့မရဘူးချက်ချင်းလက်ငင်း1ဆိုပြီးပြင်လို့မရတဲ့အရာလဲချက်ချင်းလက်ငင်း quad ဆိုပြီးပြင်လို့ရတဲ့အရာရှိတယ်။ server slide ကိုကွင်းလည်းပြန်ပို့ခြင်းက quad ဆိုပြီးပြင်လို့ရတဲ့အရာပေါ့လေ။အဲ့တော့ဒီပွဲမှာအဲ့ဒီဟာလေးတွေကျွန်တော်တို့မြင်တွေ့ရတယ်ပြီးတော့ Florian Vas ကသူပါလာတဲ့အချိန်မှာညံ့မနေဘူး Florian Vas ကအာလောက်ကြီးဝေဖန်ခံရအောင်ညံ့နေစသမာမဟုတ်ဘူးဒါပေမဲ့ဒီပွဲမှာတော့ Arne Slot အနေနဲ့သူ့ရဲ့နီလဟောင်းကို formula ဟောင်းကိုပြန်သွားခဲ့တာတွေ့ရတယ်ဒါပေမဲ့အလုံးမဖြစ်ခဲ့ဘူး Amorin ကတော့ အနည်းလေးဘိုးဖြစ်တယ်လို့ပြောလို့ရတယ်ဆုံးမြတ်ချက်တွေကိုချမှတ်ခဲ့တယ်အဲဆုံးမြတ်ချက်တွေကိုကျွန်တော်ကြိုးဆိုတယ်မှန်ကန်ခဲ့လို့လည်းယူဆတယ်အဲဒီဆုံးဖြတ်ချက်တွေအတွက်လည်းအမော်ရင်ကိုချီးကျူးခြင်းနဲ့ဒီပွဲကို United ဟာထပ်တက်တဲ့အနိုင်ရခဲ့လို့ကျွန်တော်ကတော့သုံးသပ်ခြင်းနဲ့ Title Race မှာ Liverpool အတွက်တော်တော်လေးဒုက္ခရောက်သွားခဲ့ပြီးအဆင့်၄နေရာကိုသူကျသွားတယ်ဘာလို့လဲဆိုတော့ဘုံပေါင်းလေးတော့အမှတ်တူတူပဲဒါပေမဲ့ Alphabetical Order အရာဆင့်၄ဖြစ်သွားတယ်ပေါ့နော်အဲ့တော့တင်းနဲ့နှစ်မှာ Arsenal နဲ့ Manchester City ရှိရလက်ရှိခြေစွမ်းအရာ လီဗာပူးနဲ့ကွာဟနေလီဗာပူးကလုံးဝရိမ့်ရိုင်နေတဲ့ state တစ်ခုကိုရောက်ရှိနေပြီပေါ့နော်ပြီးတော့အဲ့လို stage ကို anslot အနေနဲ့မကြုံရသေးဘူးအသိဉာဏ်အသိမှမကြုံရသေးဘူးဒါခက်ခဲတယ်အဲ့တော့အဲ့ခက်ခဲတဲ့နေဆိုဘလိုမျိုးပြန်လည်ထောင်မှတ်မလဲဒီအချက်ကိုတော့ကျွန်တော်တို့စောင့်ကြည့်သွားဖို့လိုတယ် Manchester United ကတော့ဆက်ကြပါပါပေါ့နော်အမော်ရင်လက်ထက်မှာ first time back to back win ရရှိရတယ်အဲ့တော့ဒီအချိန်နဲ့သူတို့အထိဘယ်လောက်ထိလိမ့်နိုင်မလဲပေါ့သူတို့ရဲ့ system မှာ manager မရှိနေအောင်ပေါ့ဒီဘက်မှာလည်း manager တွေရှိတယ်အခွင့်ရေးတွေအများကြီးပေးခဲ့ရတယ်ဒါပေမဲ့ နိုင်ပွဲကိုတော့ကျွန်တော်တို့တင်ချပေါက်အတိမဲ့ပြောမှာဖြစ်တယ်။ပြီးတော့အဲ့နိုင်ပွဲကရလာမဲ့ positive တွေရှိတယ်။အဲ့ positive တွေကိုတို့ဘလို့ဆက်လက် ပြီးတော့သိဆောင်မလဲဒီအချက်ကိုဆက်လက်ဆောင်ကြည့်သွားရပါလိမ့်မယ်။ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။